ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ခေါ်တန် online magazine တွင် ဖော်ပြထားတဲ့ဆရာမောင်တုံညရှက်ပုံသားလေးရေးသားထားတဲ့ကျမယောက်ျားဒေါ်လန်ရေးသမားဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ကျမယောက်ျားဒေါ်လန်ရေးသမားအသက်ဆိုတာနှမျောတင်းတဲ့နေရာမှာနှမျောရတယ်နှမျောမတင်းတဲ့နေရာမှာမနှမျောရဘူးဆရာနိုင်မြတ် အကြောင်းဒီဘရဘွားနဲ့ပြည့်နေနေသောဤနိုင်ငံတော်ကနှလုံးသားများကိုတွေးရင်မလာမြင်စိတ်မချမ်းမြေ့ဖြစ်နေမိတယ်။ဟောတွေးရင်ငရင်ကိုဖို့တီပြန်လာပြီ။ကြောဖို့ဤကိုတဲ့အိမ်မှာဖြုံးကနေပြစ်ချလိုက်တန်ကြောင်းမလာမြင်ထိတ်ကနေဖြစ်သွားတယ်။ဒီတစ်ခါကိုဖို့တီရှင်းလန်းကပြန်လာတာမျက်နာမသားမရနဲ့။ဘာဖြစ်လာတာလဲကိုဖို့တီ ရှင်နေမကောင်းဘူးလားကိုဖို့ဒီဘာမှမတုံ့ပြန်မျက်မှောင်ကိုရင်ငြိမ်နေတယ်မလာမြင်လဲအရေးအကဲတိတိနဲ့ဆက်မမီတော့ပဲကိုဖို့ဒီပြစ်ချထားတဲ့ကြောဘွေးကိုလမ်းယူပြီးရှော့ဖို့ရမယ့်အဝတ်အစားတွေကိုထုတ်ယူနေတယ်ကိုဖို့ဒီကတော့ယူနီဖောင်းတွေချုပ်ပုံပြီးသူတို့တဲ့အိမ်မြေဆောင်ထိုးဦးမြတ်ချစ်တဲ့အိမ်ကိုထွက်သွားတယ် ထမင်းစားဝင်ကလေးသွားမော်တာထင်ပါရဲ့ခဏကြာတော့အိမ်ပေါ်ပြန်ရောက်လာပြီးတနက်ကိုတိုက်စင်းရန်ဖြုတ်တယ်မလာမြင်က သူချုပ်ပုံထားတဲ့ယူနီဖောင်းကိုတဘာတဲ့လျှော်ဖို့ဖို့တိမ်းယူရင်းရှင်ထမင်းစားရင်ဝင်စားနော်ကျမထမင်းဝိုင်းပြင်ထားတယ်မင်းကထမင်းမစားဘူးလားဘယ်သွားမှာလဲဒီမှာရှင့်ဝတ်စားတယ် ွားရှော်မလို့လေမင်းကဘာတွေအမြန်လိုနေတာလဲအေးစေးလို့လို့မရဘူးလားမလျှော်နဲ့စစ်လည်းမတိုက်တော့ကိုဖို့တီတင်းမှာစွာ ပြောရင်ဗဇက်ကတူတူတူလုံနေပြန်နေကိုယောက်ျားတစ်ခါတလေအိမ်လာတာကို ထမင်းအတူစားပြီးနွဲ့နွဲ့တတိနေမှမကြံဘူးကိုဖို့တီရဲ့အကျဉ်းဆိုးအဲ့ဒါပဲမလာမြင့်ကို အခုလိုရသန်းနေပြီဆိုရင် သူအစာမကြေတဲ့ပြဿနာတစ်ခုခု ဖြစ်လာလို့ဆိုတာမလားမြင်တည်တယ်။ကဲပါထားတော့အခုရှင်ဒီမှာဘယ်နည်းလောက်ကြာမှာလဲ။တပတ်လောက်ကြာမှထင်းနေခရမ်းတယ်ပြီးပြန်လာမှခြေတန်းပြန်ထွက်ရမှာ။ဒါဖြစ်ရင်လဲထမင်းအတူစားကြတာပေါ့။လာကိုဖိုးတီကိုဖိုးတီကမလားမြင်စကားကိုခြေနဲ့ဟန်ပြူရင်းသူတက်နေတဲ့ဒေါသတွေ လျှော့ချပြီးလင်မယားနေအောင်ထမင်းစားရင်စကားလက်စုံမြည်နေတော့တယ်။ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ယူနီဖောင်းဝတ်လိုက်ပြီးဆိုရင်အာနာပြကျင်တဲ့လူတွေကြီးပဲကိုဖို့တည်းအဲ့ဒီလိုလူတွေဟာတာဝန်နဲ့နေရာကိုလည်းခွဲခြားပြီးတည်နိုင်ဖို့သူတို့အတွက်အင်မတန်ခက်ခဲသွားကြတယ်။ဒီလိုအာနာပြကြလို့လဲမလို့အပ်ပဲတော်လိုင်းရေးမှာပြဿနာတွေများလာတာပေါ့။ ဒါပေမဲ့လည်းကိုဖို့တည်းရဲ့တချို့တချို့တော်လူတွေကြတော့လေတော်လာရဲ့ရဲ့ဘော်တွေဆိုမထီမဲ့မြင်လှုပ်ချင်ကြတာလေစေအုပ်စုတွေဆို တခွန်းမှပြန်မပြောရဲကြဘူးဒါကလည်းကျမတို့တော်လာရဲ့ရဲ့ဘော်တွေရဲ့အားနည်းချက်ကြောင့်ပဲပြောရမှာပေါ့တော်လာရဲ့ကိုရှုတ်ထုတ်ပြီးလူရဲ့ဟန်ပြချင်းစိတ်တွေနဲ့ဝင်လာတဲ့ရဲ့ဘော်တချို့ကပြည်သူတွေကို နိုင်ထက်စီးနင်းနဲ့လေးစားမှုအားနည်းကြတာကို ဒါကြောင့်လဲတချို့နိုင်ငံရေးသမားတွေကပြည်တွင်းစစ်ဖြစ်လာရင်အဓိကနစ်နာတာကပြည်သူတွေလို့ထအော်နေကြတာလေအဲ့ဒီစကားကို ကျွန်မကတော့အခုချိန်မှာလက်မခံပါဘူးပြည်တွင်းစစ်ဖြစ်လာရင်ပြည်သူတွေဒုက္ခရောက်တယ်နစ်နာတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ပြည်သူလူထုဒုက္ခရောက်နေလို့ဆိုပြီး ကျွန်မတို့ဘက်ကလက်ချအရှုံးပေးလိုက်တော့ရောအဲ့ဒီဒုက္ခကလွတ်မတယ်လား စေအုပ်စုတွေဘက်ကရောဆန္ဒပြပြည်သူတွေကို မတတ်တော့ပါဘူးမညှဉ်းပန်းတော့ပါဘူးမရက်ဆက်တော့ပါဘူးဆိုပြီးနောင်တရမလားဘယ်နိုင်ငံသမားတွေကစေအုပ်စုကို အာမခံတာဝန်ယူမလဲဝေးသေးကိုဖို့တည်းခွေးပါဇက်ကနတ်စကားထွက်တယ်ဆိုတာအပြင်လောကမှာတကယ်မရှိပါဘူးရန်သူကရန်သူပိသားစွာရန်မူနေတာကို ကျမတို့ပြည်သူတွေက မတော်လံပဲ နှုတ်ခမ်းပြီးငရဲတွင်ထဲမှာပျော်နေရမှာလားဒါကိုတချို့နိုင်ငံရေးသမားတွေက ကျမတို့ကိုပြည်တွင်းစစ်ဖန်တီးနေကြတယ်လို့ထအော်ကြတယ်ဒီမှာကိုဖို့တီကျမတို့ကပြည်တွင်းစစ်ကိုဖန်တီးနေတာမဟုတ်ဘူးမတရားမှုကိုငုံမခံမင်းတုံ့ပြန်ရင်ပြည်တွင်းစစ်ဆိုတဲ့ကလကနောက်ကမင်းသားတွေဖြစ်လာတာအမှန်တကယ်ဆိုရင်အဲ့ဒါကိုပြည်တွင်းစစ်ရဲ့လို့တောင်းခေါ်ခြင်းစရာမကောင်းဘူးလို့ ကျမထင်တယ်။ဘာကြောင့်လဲရှင်စဉ်းစားကြည့်လေ။ပြည်သူလူထုတဦးတယောက်ချင်းစီတိုင်းကသူတို့လွတ်လပ်ငြိမ်းချမ်းဖို့အတွက်သူတို့ကိုယ်တိုင်တိုက်ပွဲဝင်နေကြတာပဲရှိတယ်။ဒါကိုပြည်တွင်းစစ်ကိုဖန်တီးနေကြတယ်။တပုံထနေကြတယ်လို့ပြောရင်ရှင်တို့ကရောကိုဘွားလွတ်လပ်ငြိမ်းချမ်းဖို့သူတို့လို အသက်နဲ့ဘဝထပ်ပြီးတိုက်ပွဲဝင်ဘူးလား။ဝင်ရောဝင်ရတဲ့တတ္တိရှိရဲ့လား။ဒီနေ့သူများအသက်သွေး ရွှေတွေနဲ့လောင်းချစ်ထက်တိုက်ယူလာတဲ့အောင်ပွဲကိုရှင်တို့ဘယ်လိုလိုက်ပြနဲ့ဒီနိုင်ငံမှာနေပြောကြမလဲလို့ကျမပြန်မေးမိမှာပဲအမှန်တိုင်းဆိုရရင်ကိုဖို့တရေဒီတော်လန်ရေးမှာလက်နက်ကင်လန်းစဉ်ကိုမလွဲတာမရှောင်တာလို့နှွဲခဲ့ရတဲ့သူတွေကြီးပါပဲလောကမှာကိုအသက်ကိုဘဝကိုမချစ်တဲ့လူရဲ့လို့ဘယ်သူရှိလို့လဲအေး ဒီလိုပဲပေါ့ဆရာနိုင်မြမပြောသလိုပဲအသက်ဆိုတာနှမျောတင်တဲ့နေရာမှာနှမျောရတယ်နှမျောမတင်တဲ့နေရာမှာမနှမျောရဘူးတဲ့ကျမတို့အခုချိန်မှာဒီလောက်လေးမှမပြတ်သားရင်သူတို့အလိုမကြတိုင်းအာနာသိမ့်မယ်ဆန္ဒပြပြည်သူတွေကိုဖမ်းမယ်ညှဉ်းပန်းနှိပ်စက်မယ်ထောင်ချမယ်တော်လန်ပုန်ကန်တယ်ဆိုပြီးတပ်ဖြတ်ခြင်းတိုင်းတပ်ဖြတ်မယ် ကြာလာရင်ဒါကြီးကဥပဒေတရားတစ်ခုဖြစ်တော့လောက်ကြအောင်ပါကဘာမှာဘယ်တော်လန်ရေးမှပြည်သူမနာတဲ့နည်းရလို့မရှိပါဘူးကိုဖို့တီရှင်စိတ်မလျှော့ပါနဲ့ကိုဖို့တီဒီတော်လန်ရေးမှာ အာနာမယူတတ်တဲ့ကောင်တွေကအာနာထယူတာသူတို့တေတွင်သူတို့နေခြင်းတော့တူတာထက်ဘာမှမပေါ်လာပါဘူးပြီးတော့ကျမအနေနဲ့ ဒီတော်လန်ရင်ထဲမှာပါဝင်နေတာကိုလည်းအထုတလဲဂုံယူပြောစရာအကြောင်းမရှိဘူးဒီနိုင်ငံမှာတော်လန်ရင်ထဲပါဝင်နေတဲ့လူဆိုတာလက်ညှိုးထုတ်လို့မှမလွဲတာကျမကလေကျမယောက်ျားတော်လန်ရင်သမားကဒီတော်လန်ရင်မှာဘလောက်ထိပါဝင်နေတယ်ဆိုတာထက်ဘလောက်ထိ ရိုးသားဖြောင့်မတ်စွာ ပါဝင်နေတယ်လဲဆိုတာပဲဂုံယူခြင်းနဲ့သိလားကိုဖို့တေလှမြင်စကားကြောင့်ဖို့တေ စိတ်သက်သာရခဲ့ပေမဲ့သူစားရတဲ့ထမင်းတွေဘယ်နှရောက်သွားမှမသိဖြစ်နေတော့ထမင်းတပကံထက်ယူပြီးငခုံးမကျော်ကလေးထက်ထက်စားရင် ကိုဖို့တီအတွင်းနေချက်နေမိတော့တယ်ကျုံမိမကဒီတော်လန်ရေးမှာဘလောက်ထိပါဝင်နေတယ်ဆိုတာကိုဂုံမယူဘူးတဲ့ဘလောက်ထိရိုးသားဖြောင်းမဲ့စွာ ပါဝင်နေတယ်ဆိုတာပဲဂုံယူတဲ့ဖျောင်းနိုင်မိက မလမြင့်တို့တဲ့အိမ်ထဲမှာ ်မိန်ပြပြလင်းနေတယ်။တဲ့အိမ်တွေကမိန်ပြပြအလင်းရောင်ကလည်းအပြင်းအမောင်ကိုထိုးထွင်းနေတယ်။ဖို့တေဖို့တေဦးမြချေကိုဖို့တေနာမည်ကို ခေါ်ပြီးတက်လာတယ်။အဲ့နေကြပြီလား။မအိပ်သေးပါဘူးဦးမြချေရဲ့။လင်မယားနဲ့ရောက်တောင်ပြောမြောင်ပြောနဲ့ထိုင်းနေကြတာပါ။မလာမြင်ကလက်ဖက်ရည်တုံးနဲ့ရေဘူးရေချမ်းကန့်ပြီးရင်၃ယောက်သား စကားဆက်မိနေပြန်တယ်ဒီကာလတွေမှာငါမြင်သမျှလူတွေအလုံးကစိတ်တရားတွေနဲ့ဖိအားတွေများနေတဲ့လူတွေကြီးပါပဲငါတို့တော်လရင်သမားတွေကဒီလိုဖိအားများနေတဲ့ပြည်သူတွေကိုထပ်ပြီးစိတ်တရားရအောင် မလုံမိဖို့တတိထားရမယ်မလမြင့်ဥမျက်ချစ်စကားလက်ခံပြီးမယ်အတွေ့ထဲမှာပြန်ပြောရန်စကားကအသင့်ရှိနေတယ်ဟုတ်ပါတယ်ဥမျက်ချစ်ရဲ့ စိတ်ဓာတ်ဆိုတာကလည်းခံစားနေုံနဲ့မပြောက်ပါဘူးရုံထွက်နိုင်ဖို့ကြိုးစားမှပြောက်တာမဟုတ်လားမန္တာပေါ့ကွယ်ဒါပေမဲ့လည်းအမောင်က အမောင်ကို မောင်းထုတ်မပစ်နိုင်ပါဘူးအလင်းကသာ အမောင်ကို မောင်းထုတ်ပစ်နိုင်တယ်လို့မာတင်လူသာကင်းဂျူနီယာနိုင်ငံရေးအတွေ့အခေါ်ပညာရှင်ကပြောဘူးတယ်ကွယ်ဦးမြချစ်က1988ကာလအလွန်နိုင်ငံရေးသမားဖြစ်ပြီးပြောနေတယ် ဒီဒေါ်လာရဲ့နေမြေတဲကိုတော့သူ့သားတွေရဲ့ကောင်းမှုကြောင့်ရောက်လာရခြင်းပါအမောင်ကိုအလင်းနဲ့မောင်းထုတ်ဖို့လက်နက်ကင်ပြီးအလင်းဆောင်ရတဲ့အလင်းက အခက်အခဲဆုံးဖြစ်မလားဦးမြတ်ချေဆိုပါတော့ကွယ်အလင်းတစ်ပေါက်ကအမောင်လူတဲ့တိုးဝင်ဖို့ဆိုတာဘယ်လွယ်မလဲဒါပေမဲ့လည်းအဲ့ဒီအလင်းတစ်စက်ကပဲတနိုင်ငံလုံးကိုစောင့်ကြည့်ပေးနိုင်ပါလေဒီလိုနဲ့ဦးမြတ်ချေလည်း သူ့အတွေ့သူ့မြင်တွေကိုကိုဖို့တေတို့လင်မယားကို ပြောပြီးအလင်းဆက်တို့ဖောက်ထွင်းနေတဲ့အမောင်တဲကသူတဲ့အင်္ဂလိပ်စီပြန်သွားတယ်ကိုဖို့တေနဲ့မလာမြင့်တို့လည်းတော်လန်ရည်ရဲ့လိုင်းခဲ့တဲ့အဲမှာတနေ့တည်းကြီးမှရှိတဲ့သားသမီးတွေအကြောင်းပြောရင်းနှွေးတဲ့မိသားစုအတိုက်မျိုးကို လေထဲစောင့်နေမိတော့တယ်အဲ့ဒီနောက်မလာမြင့်ကယောက်ျားပီတာလာတဲ့သူ့ယောက်ျားလက်မောင်းပေါ် အိဆဲရင်ကုံလူနီးပါးဖြစ်နေတဲ့ဖျောင်းနိုင်ကို ဖုကနဲ့မှုတ်တက်ပြီးတာယာငင်းချမ်းသောတော်လန်ရဲ့နှစ်သက်စီကို ခီးဆက်ရင်ချစ်ခင်လေးစားလေးရဲ့မောင်တုံညရှက်ပုံသားလေး